ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွေသားတွေကဆူတောင်းမြတ်တာပို့တာလိုက်ပါတယ်အော်တိုဘာလ၈ရက်ဗုဒ္ဓဘူးနေ့ညပိုင်းမြစီမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီ ကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့ညပိုင်းအတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ အကျဉ်းသားတွေရဲ့အတက်နယ်ကုန်တိတ်ခါကိုကာကွယ်ပေးဖို့နိုင်ငံတကာရဲ့ကြားဝင်မှုလိုအပ်နေတယ်လို့တာမတ်ကြီးဥကျော်မိုးထွန်းပြောတဲ့သတင်းသတင်းကျွတ်လက်ပညာချောင်းနယ်တဲကဘုံကျဲတိုက်ခိုက်ခံရမှုမှာ တည်ဆုံးသူ30နီးပါးရှိလာပြီးစေဝါနဲ့တွဲတွေအရေးပေါ်လိုအပ်နေတဲ့ဆိုတဲ့သတင်းဆက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအဲ့ဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့အပတ်စဉ်စီစဉ်တစ်ခုဖြစ်တဲ့စုခင်းလန်ကပန်းသတင်းအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်အခုချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့အတူဆိုင်းခန့်ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဆိုင်းခမ်းပါကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာနီးတဝိုက်မှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတက်ဆွဲရာကင်းစခန်းတစ်ခုကိုကချင်လူလက်ရဲတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းမြစ်တချို့ကပြောပါတယ်အာဏာသိမ်းစစ်ကောင်စီတပ်က KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့ဦးတည်ပြီး ဝိုင်းမော်မြို့နယ်လက်မြန်ရွာဘက်မှာထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအော်တိုဘားလ၈ရက်နေ့မနက်မှာတော့တိုက်ပွဲပိုပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ဝိုင်းမော်မြို့ကစစ်ရေးသတင်းမြစ်တူကမနက်အစောကြီးလုံးကတိုက်ပွဲတော်တော်ပြင်းထန်ပါတယ်။စစ်တပ်ဘက်က လက်နက်ကြီးတွေညကလေးကပြတာပြစ်လိုက်နားလိုက်နဲ့ချနေတာဒီမနက်မှာတော့စစ်တပ်နဲ့မင်းစေတန့်ပြည်သူ့စစ်အဖွဲ့တို့ပေါင်းပြီးထိုင်ထားတဲ့စခန်းနှစ်ခုကို KIA ကတင်လိုက်ပါတယ်လို့ပြောပါတယ်။လက်မြန်ရွာဟာ KIA ကတင်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီကဩဂတ်စ်လနှောင်းပိုင်းမှာမြကြီးနားမြို့ကတဆင့်စစ်ကြောင်းတွေဝင်လာပြီးတိုက်ခိုက်ခဲ့တာပါအဲ့ဒီအချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်တင်ဘာလတည်းကတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့ရှေ့လန်းစခန်းတစ်ခုကို KIA KPDF ပူးပေါင်းတပ်ကတင်ယူခဲ့ပါတယ်လမြန်ဒေသကစစ်ကောင်စီပူးပေါင်းတပ်တပ်ဆွဲထားရာကင်းစခန်းတစ်ခုကိုသိမ်းနိုင်ခဲ့ကြောင်း KIA သတင်းမြစ်တူကလည်းအတည်ပြုပါတယ် KIA သတင်းပြန်ကြားရေးဌာနရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းသတင်းပေါ်ပြကြမှာလဲစစ်ကောင်စီဟာအော်တိုဘားလ3ရက်နေ့နဲ့4ရက်နေ့တွေမှာခလာရ58တပ်ရင်းနဲ့မြောက်ပိုင်းတိုင်းစစ်ရနာချုပ်တပ်တွေကလမြန်ဒေသဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေတောက်လျှောက်လှုံ့ဆော်ခဲ့ကြောင်းသိပေးထားပါတယ်။အခုရပိုင်းတိုက်ပွဲတွေမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုမရှိသေးဘဲမြကြီးနာမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ထနာချုပ်ထဲကနေလက်နက်ကြီးတွေပစ်နေတယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ဩဂတ်စ်လနှောင်းပိုင်းမှာ လမြန်ရွာအနီးမှာရှိတဲ့နေဝါရွာကိုစစ်ကောင်စီက Jet Fighter နဲ့ပုံကျဲလို့ဆွေပေးရှောင်မိသားစုဝင်၅ဦးတန်ရာရခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တူတေဆုံခဲ့ရပါတယ်။စစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တွေဟာလက်ရှိမှာဝိုင်းမော်မြို့နယ်အပြင်ဖားကတ်နဲ့ဗမော်မြို့တွေမှာလည်းတိုက်ပွဲပြင်းထန်နေပါတယ်။ဒေသခံပြည်သူတွေအနေနဲ့လေချောင်းနဲ့လက်နက်ကြီးအန်ရရဲ့အထူးကူးစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရှိသူဘူမူကြီးနော်ဘူးကတတိပေးထားပါဗျာခင်ဗျာ တအန်တတ TNL ထိန်းချုပ်နယ်မြေဖြစ်တဲ့ရှမ်းပြည်နယ်မိုင်းကုန်းမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာဒေသခံအမျိုးသားတအူးနဲ့အမျိုးသမီးတအူးစုစုပေါင်း2ဦးသေဆုံးသွားတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလာရှိရနေမနက်7:05မိနစ်အချိန်မှာလေကြောင်းကနေပေါင်250ပုံနှလုံးရော့ကက်ပုံလေးလုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ TNL ကအသိပေးထားပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့ဟာမိုင်းကုန်းမြို့မန်လုံရက်ွက်ရက်စကန်ရှိကို ပေါင်250ပုံနှလုံးဈေးရက်ကွက်ကိုရော့ကက်ပုံနှလုံးတာလုံးရက်ကွက်ကိုရော့ကက်ပုံနှလုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ TNL ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုတွေအတွင်းဒေါ်လာ90နှစ်ဥရွှေဟုံ56နှစ်တို့ဘုံထိမှန်တည်ဆုံးခဲ့ပြီးမထွထွေအောင်16နှစ်နဲ့ဥတိမောင်အေး90နှစ်တို့ဘုံစာထိမှန်တရားများရရှိခဲ့ပါတယ်ဒါပြင်ပြည်သူတွေရဲ့နေအိမ်ရှင်းလုံးလဲထိမှန်ပျက်စီးသွားတယ်လို့ TNLC ကနေသိရပါတယ်အလားတူ စစ်ကော်မရှင်တပ်ဖွဲ့ဟာစက်တင်ဘာလ9ရက်နေ့ကလည်းမိုင်းလုံမြို့နယ်မန်ဟုံးချေရွာကိုလေကြောင်းကနေပေါင်250ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်ကလေးငယ်တဦးအပါပြည်သူ10ဦးသေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်ဘုံကျရွာပေါက်ကွဲမှုကြောင့်နေ6လုံးလည်းပျက်စီးသွားတယ်လို့ TNL ကပြောဆိုထားပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကနေရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ရေးအတွက်ကိုလည်းလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့အတွက် TNL ကနှိုးဆော်ထားပါတယ်စစ်ကော်မရှင်တပ်ဖွဲ့ဟာတအံပြည်အတွင်းသာမကပဲတိုင်းသာလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေကို နီလာမျိုးစုံနဲ့ပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ DNL ကဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘလာ6ရက်သတင်းကျွလပြည့်ညပိုင်းကလည်းချောင်းဦးမြို့နယ်ဘုံတိုကျွော်မှာတပိတ်ကော်မတီတွေနဲ့ဒေသခံတွေပူးပေါင်းပြီးတော်လန်စီမီတပိတ်ကျင်းပနေခြင်းစစ်ကော်မရှင်တပ်ဖွဲ့ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူ28ဦးထိတေဆုံးခဲ့ရပါတယ်ခင်ဗျာ အကျဉ်းထောင်တွေမှာဖြစ်ပေါ်နေတဲ့ဆိုးရွားတဲ့အခြေအနေတွေကြောင့်ဖန်စီထိန်သိမ်းခံအကျဉ်းသားတွေရဲ့အသက်နဲ့ဂုဏ်သိက္ခာတို့ကိုကာကွယ်ပေးဖို့နိုင်ငံတကာရဲ့အလေးထားတဲ့အာရုံစိုက်မှုနဲ့ကြားဝင်မှုလိုအပ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။အော်တိုဝါလာ6နှစ်ကပြုလုပ်တဲ့ကုလသမဂ္ဂပင်မကော်မတီတစ်ခုဖြစ်တဲ့ လူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီအစည်းအဝေးမှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ယုံကဒီကနေ့အောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။လက်ရှိမြန်မာနိုင်ငံတဝက်မှာအချင်းကျနေသူတွေဟာအချင်းသာဥယီထူပြောမှုအစားအစာနဲ့တောက်သုံးရည်မလုံလောက်မှုကြုံတွေ့နေရပြီးအခြေခံ၃ကုံအတွက်ကိုစရိတ်ကြခံနေရတယ်လို့ တပ်မကြီးဦးကျော်မထွန်းကပြောပါရယ်စစ်တပ်အနေနဲ့အချင်းထောင်တွေအပါဝင်နိုင်ငံတော်မှာထိတ်လန့်ပွဲကောင်းတဲ့ပမာဏနဲ့ကြီးလေးကျယ်ပြန့်တဲ့လူခွင့်ရေချိုးဖောက်မှုတွေကိုစနစ်တကျကျူးလွန်နေကြောင်းလဲဆိုထားပါရယ်အာဏာသိမ်းကာလအတွင်းနိုင်ငံရေးကျင်းသားတွေထောင်တွင်းအသက်သေဆုံးမှုတွေရှိခဲ့ပြီးနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကလည်းမကြသေးမီကပင်တင့်လျော်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုညှင်းပယ်ခံထားရတဲ့သူမိခင်ရဲ့ကျမ်းမာရေးအတွက်အထူးစိုးရင်ကြောင်းထုတ်ဖော်ပြောကြားခဲ့တယ်လို့ တမ္မကြီးဦးကျော်မိုးထွန်းကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါပြင်မြို့သားညိုရီအစိုးရ NUG ရဲ့အနေနဲ့လည်းဒုံဆန်းစုကြည်နဲ့တခြားသောနိုင်ငံရေးအကျဉ်းသားအလုံးပြန်လည်လွတ်မြောက်ရေးကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီချက်ချင်းဆောင်ရွက်ပေးဖို့တောင်းဆိုထားကြောင်းဆိုပါတယ်။ဒါကြောင့် မြန်မာနိုင်ငံအခြေအနေကိုအလေးနဲ့စဉ်းစားပေးဖို့နဲ့နိုင်ငံတွင်းအလုံးမင်းဖိနှိပ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးဖို့အပြည်ပြည်ဆိုင်ရာချက်ချင်းဤကော်မတီ ICRC ကိုမြစ်တာရက်ခံခဲ့ကြောင်းလည်းသိရပါတယ်။အစည်းအဝေးမှာမြန်မာနိုင်ငံရဲ့အကြက်တဲပုံမှုမနှနှဲစေဖို့နဲ့အယတာဆုံးရှုံးမှုတွေကိုကြိုတင်တားဆီးနိုင်ဖို့နိုင်ငံတကာတာဝန်ခံမှုနဲ့ကာကွယ်မှုတွေကိုအရေးပေါ်လိုအပ်နေကြောင်းလည်းတပ်မကြီးဦးကျော်မှထုံးကပြောကြားခဲ့ပြီးစစ်ကော်မရှင်ရွေးကောက်ပွဲကိုညှို့စွာဝိုင်းဝန်းကန့်ကွက်ကြဖို့လည်း တောင်းဆိုခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာမြစီမရေဒီယိုရဲ့ဗုဒ္ဓဘုနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်မန္တလေးတိုင်းနှထိုးကြီးမြို့နယ်မှာစစ်ဘေးရှောင်တွေတဲကုန်နေထိုင်နေတဲ့မကြီးကုန်းရွာဖုန်ကြီးချောင်းကိုစစ်ကော်မရှင်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးပြီး၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အထူးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖာထံကနေသိရပါဗါဒေါက်တိုဘာလ10ရက်မနက်8:30မိနစ်အချိန်မှာမကြီးကုန်းကြီးရွာဘုံကြီးကျောင်းကိုဘုံကျဲသွားတာဖြစ်တယ်လို့အထူးကြီးမြို့နယ်ပါအဖာလူခွင့်တာဝန်ခံကိုရန်ကုန်ကပြောပါဗါဒေအဲ့ဘက်မှာကစစ်ကြောင်းထိုးနေတာဆိုတော့ပြည်သူတွေကရွာထဲမနေဘဲလွတ်မဲ့တင်တဲ့တော်ဘုံကြီးကျောင်းမှာခိတာတဲခုန်နေကြတာအဲ့ဒါကိုဘုံကြီးကျောင်းကိုကျဲသွားတာလို့ကိုရန်ကုန်ကပြောပါဗါဒေအဲ့ဒီဒီကြောင်တိုက်ခိုက်မှုကြောင့် ဘုံကြီးចောင်းဆောင်ဟာပျက်စီးမှုများပြားခဲ့တယ်လို့သိရပါတယ် တည်ဆုံးသူဟာအသက်55နှစ်အရွယ်ဒေါ်ဂျင်ဆိုသူအမျိုးသမီးဖြစ်ပြီးအခြားထိခိုက်ဒဏ်ရာရသူတွေရဲ့အသေးစိတ်အချက်အလက်ကိုကြောက်ယူနေဆဲဖြစ်တယ်လို့ကိုရန်ကုန်ကဆိုပါတယ်။လေကြောင်းတက်ခိုက်ခံလာရတဲ့မကြီးကုန်းကြီးရွာဟာတထိုးကြီးမြို့နယ်ရဲ့တောင်ဘက်အချမ်းမှာတည်ရှိပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့ဟာမလိုင်တောင်သာဘက်ကနေတထိုးကြီးမြို့နယ်ကိုဝင်ရောက်လာပြီးနောက်တထိုးကြီးမြို့နယ်တောင်ကျမ်းမှာရှိတဲ့ကြီးရွာတွေကိုမြေပြင်ကနေစစ်ကြောင်းထိုးနေတယ်လို့လေကြောင်းတက်ခိုက်မှုတွေပါပြုလုပ်နေတာဖြစ်ပါတယ်။ကလေးငယ်တွေတကြီးတွေက ိုနေရာရှောင်ရဒီနေရာရှောင်ရဆိုတော့သူတို့တွေရဲ့စိတ်ကြမ်းမရေးကိုကြမ်းမရေးအားလုံးကချွတ်ချုံကြနေပြီအဲ့လိုပြည်သူတွေဒုနဲ့ဒေးဖြစ်နေပြီလို့ကိုရန်ကုန်ကဆိုပါတယ်လက်ရှိအချိန်မှာစစ်ကြောင်းထိုးလာတဲ့မလိုင်မြို့နယ်ဘက်ကဒေသခံပြည်သူတွေကလည်းတထိုးကြီးမြို့နယ်အတွင်းကိုဝင်ရောက်ခိုးလုံနေတာကြောင့်တထိုးကြီးမြို့နယ်အတွင်းမှာစစ်ပေးဆောင်ပြည်သူတွေအများအပြားရှိနေပြီးအခြေခံစားနပ်ကြီးကုန်နေတဲ့အမိုးကာတွေလိုအပ်နေတယ်လို့သိရပါတယ်ခင်ဗျာ စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတူကြီးရွာမှာတရင်ကျွတ်လာပြညာကစစ်ကော်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးသူ29ဦးရှိလာပြီးဒဏ်ရာရသူ90ဝန်းကျင်ရှိကတွေးနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့မြေပြင်တရင်မြေစီကတီးအားပါတယ်။ချောင်းမြို့နယ်ဘုံတူကြီးရွာစာတင်ကျောင်းမှာတပိတ်ကော်မတီတွေနဲ့ဒေသခံတွေပူးပေါင်းပြီး တော်လန်စီမီတပိတ်ကျင်းပနေတဲ့အချိန်အော်တိုဘားလာ6ရက်တရင်ကျွလပြည့်ည9နာရီကျော်မှာအနောက်မြောက်တိုင်းစစ်ထဏာချုပ်နာမခခတက်လာတဲ့စစ်ကော်မရှင်တပ်ကပါရာမော်တာဆက်တက်လီထီနဲ့120မမဘုံဒီနှလုံးကျဲချခဲ့တာကြောင့်ကနဦး18ဦးသေဆုံးခဲ့ပြီးတဲ့နောက်သေဆုံးသူထပ်တိုးလာခဲ့တာဖြစ်ပါတယ်သေဆုံးသူကအရေးအတွက်အမျိုးမျိုးပြောနေကြပေမဲ့တည်ထားရတာက29ယောက်ပါတရားရတဲ့သူတွေကလည်းတနေရာထဲမှာကုသနေတာမဟုတ်တော့90ပတ်ချလဲလောက်ရှိပါတယ် အဓိကလိုအပ်ချက်ကတော့သွေးနဲ့ဆေးပါလို့ဒေသခံမြေပြင်သတင်းမြစ်ကမြေစီမာကိုပြောပါတယ်ပထမအကြိမ်ဘုံကျဲပြီးတဲ့နောက်ဒရန်ရသူတွေကိုကယ်ထုတ်ပြီးတေဆုံးသူတွေကိုဇာပနာပြုလုပ်နေတဲ့အချိန်စစ်ကော်မရှင်တပ်ကထပ်မံဘုံကျဲခဲ့ပေမဲ့အချိန်မီရှောင်တိန်နိုင်တဲ့အတွက်ထိခိုက်သူမရှိခဲ့ဘူးလို့သိရပါတယ် ဘုံဟာလူအုပ်အတွင်းကိုကြားရောက်ပေါက်ကွဲခဲ့တာကြောင့်အများစုဟာခနာကိုအောက်ပိုင်းကို ထိခိုက်သူများပြားတယ်လို့အခင်းဖြစ်ပွားပြီးတဲ့နောက်အလောင်းနဲ့လူနာတွေကိုတည်ယူပေးခဲ့တဲ့ကာကွယ်ရေးဘော်သူကပြောပါတယ်။တိုက်ခိုက်ခံရမှုအတွင်းတေဆုံးခဲ့သူတွေထဲမှာအယသားကလေးနဲ့အမျိုးသမီးတွေအပါအဝင်မုံရွာနဲ့ချောင်းဦးမုံရွာအမြင့်လန်းတပိတ်ကော်မတီဝင်တို့ချို့ပါဝင်ကရဲဘော်ချမ်းကြီးအောင်ရဲဘော်ညီညီသောရဲဘော်ကံမြင့်တွင် စကိုင်းတိုင်းဒေသတပိတ်အင်အားစုနဲ့ဝိယပီပယ်စစ်ဘေးရှောင်ပြီးပေးတဲ့ပြည်သူများကုညီရေးဖွဲ့ကရဲဘော်ဇော်လင်းထိုက်တို့ကြာဆုံးခဲ့တယ်လို့အသီးသီးအမိန့်ပြန်တမ်းထုတ်ပြန်ထားပါတယ်။အဲ့လိုပုံကျဲတိုက်ခိုက်နေချိန်စကိုင်းတိုင်းမုံရွာမြို့ချမ်းမြဝတီရပ်ကွက်မှာပြည်သူ့ဥယျင်ဖွင့်ပွဲကိုစစ်ကော်မရှင်ရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်တက်ရောက်ခဲ့ပြီးစတူဒီတာကျွေးမွေးတာတည်တချင်းဖျော်ဖြေတာတွေကိုစစ်တပ်ထောက်ခံသူတွေနဲ့ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ြို့ပေါ်မှာပြောပွဲရှင်ပွဲတွေပြုလုပ်ပေးနေပြီးတခြားတစ်ဖက်မှာအချင်းကိုက်ရက်ဆက်စွာဘုံကျဲတက်ဖြတ်တာဟာတိုက်ဆိုင်မှုမဟုတ်ဘဲတမင်ရွယ်ချက်ရှိရှိပြည်သူတွေအတွင်း community crisis ပြည်ပခါတွေဖြစ်ပေါ်စေဖို့ဖန်တီးခြင်းဖြစ်တယ်လို့စကိုင်း foreign ဦးဆောင်သူကိုဆိုဝင်းဆွေကသူ့ရဲ့လူမှုကွန်ရက်မှာပြောဆိုထားပါတယ်။ တိုက်ခိုက်မှုကိုပြည်သူတွေကအကြမ်းဖက်မှုတွေမလိုလားတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့ PDF အကြမ်းဖက်တွေရှိရာနေရာကိုတိတိကျကျအချိန်နဲ့တပြေးညီတရင်ပေးလာတဲ့အတွက်ထိရောက်စွာချေမုန်းနိုင်ခဲ့တာဖြစ်တယ်လို့စစ်တပ်ထောက်ခံသူတွေကဝါရဖြန့်ချီရေးသားနေကြပါလေခင်ဗျာ မြစည်းမရေဒီယိုရဲ့ဗုဒ္ဓဘူးနေ့ညပိုင်းထီနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ ယူကရိန်းဟာစစ်ပွဲစကတည်းကအဝေးဆုံးတိုက်ခိုက်မှုအဖြစ်ရုရှားသမ္မတပူတင်ရဲ့83နှစ်မြောက်မွေးနေ့မှာယူကရိန်းနယ်စပ်ကနေကီလိုမီတာ2000ကျော်ဝေးတဲ့စိုက်ဘေးရီးယားဒေသကျူမန်မြို့မှာရှိတဲ့ရေနံချက်စက်ရုံကိုဒရုန်းတွေနဲ့ညာတွင်ချင်းအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ညာတွင်ချင်းဒရုန်း290စင်တနင်္လာနေ့ည7:00နာရီကနေအင်္ဂါနေ့မနက်6:00နာရီအတွင်း184စင်နဲ့နောက်ပိုင်းမှာ25စင်ကိုရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ရုရှားကပြောကြားခဲ့ပါတယ်။ အများစုဟာကော့ဖ်နဲ့ဘယ်ဂိုရော့နယ်စပ်ဒေသတွေမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားပါတယ်။တနင်္ဂနွေနေ့ကလည်းယူကရိန်းရဲ့အပြင်ထံဆုံးလက်တုပ်ပြန်တိုက်ခိုက်မှုအတွင်းရုရှားကဒရုန်း250စင်းကိုပစ်ချခဲ့ပြီးလူနှုတ်ဦးသေဆုံးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အနောက်ဆိုင်ဘေးရီးယားကျူမင်မြို့ဒေတာအာနာပိုင်တွေကမြို့ရဲ့အန်တီပီနို KI မှာရှိတဲ့စစ်မှုဆောင်တစ်ခုမှာဒရုန်း၃စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ၃နှစ်ခွဲကြာစစ်ပွဲအတွင်းယူကရိန်းကဂျူမင်မျိုးကိုပထမဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။ရုရှားလူမှုမီဒီယာတွေပေါ်မှာတင်ထားတဲ့ဗီဒီယိုတွေမှာအရေးပေါ်ရင်းနေအခင်းဖြစ်ပွားရာကိုအလင်းအမြန်သွားနေတာကိုတွေ့မြင်ခဲ့ရပြီးဒေတာကန် Telegram line တွေကဒက်စီဒီဇယ်နဲ့တခြားရေနံထွက်ပစ္စည်းတွေထုတ်လုပ်တဲ့အရေးပါတဲ့ဂျူမင်ရေနံချက်ဆက်ရုံအနီးပေါက်ကွဲတဲ့နှစ်ချက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ ဒီဆက်ယုံဟာတစ်နှစ်ကိုရေနံစိမ့်တန်ချိန်ကိုတန်ကန့်ချက်လုပ်ပေးနေတယ်လို့ယူကရိန်းရဲ့သတင်းမှတိုက်ဖြတ်ရေးစင်တာကပြောကြားထားပါတယ်။ဒါပြင်ယူကရိန်းဒရုန်းတွေဟာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားမှာရှိတဲ့ဖီယိုဒိုစီယာရေနံတူလောင်ကန်တွေကိုလည်းညှာနှွင်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ပင်လယ်နဲ့ကျွန်းဆွယ်မှာအကြီးဆုံးရေနံတူလောင်ကန်ဖြစ်တဲ့ဖီယိုဒိုစီယာဟာရုရှားတပ်တွေအုံပြုတဲ့လောင်စာစီတန်ချိန်2သိန်းခွဲအထိတူလောင်ထားနိုင်ပါတယ်။ မြစည်းမရေဒီယိုရဲ့ဗုဒ္ဓဘူးနေညပိုင်းနောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့အပတ်စဉ်စီစဉ်တစ်ခုဖြစ်တဲ့စူခင်းလန်းကပန်းသတင်းအစီအစဉ်ရဲ့ပထမပိုင်းကိုထုတ်လွှင့်ပေးတော့မှာပါမြစ်မပေးတယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ နံပါတ်၃ကျင်းထုတ်လင်းကြဖြစ်တဲ့ရစီမရဲ့စုခန်းလန်ကပန်တရင်အစီအစဉ်ကနေကြိုဆိုပါရယ်ဒီကောက်စုခန်းလန်ကပန်တရင်အစီအစဉ်မှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကနယူးယောက်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်ဒေါက်တာအန်ဒရူးရောမြန်မာတမကြီးဦးကျော်မိုးထွန်းနဲ့မြန်မာနိုင်ငံဆိုင်ရာနော်ဝေအထူးကိုယ်စားလှယ်နိုင်ငံတကာကတန်တမန်နေတဲ့အထူးကိုယ်စားလှယ်တက်ရောက်ခဲ့တဲ့မြန်မာအမျိုးသမီးများနဲ့လူနည်းစုများရဲ့အတန်များဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ပွဲအကြောင်းကို WACR အဖွဲ့ကတာဝန်ရှိသူကိုကုလသမဂ္ဂနဲ့နိုင်ငံကတိုင်ဝမ်စီပေးတဲ့အဓိက message ကဖော်ပါလဲဆက်ထဲမှာပဲဒီပွဲကနေဘာရင်အကျိုးတရားမှုတွေရရှိလာပါလဲဒါရီကတော့ကျွန်တော်တည်တန့်ဆက်တင်မြင်မြန်ထားပါတယ်ခင်ဗျာမင်္ဂလာပါဆရာမမန်မီစီပဲခင်ဗျာဟုတ် ဟိုလေပထမဆုံးအနေနဲ့ပါဆက်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ပေါ့နော်ဒီဆမရဲ့နာမည်ရေပေါ့နော်ပြီးတော့ WACN မှာဆမတာဝန်ယူထားတဲ့အပိုင်းလေးရေကိုပြည်သက်တည်ပြီးတော့ပထမဆုံးမိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်မမေဇဘယ်ဖြူပါအမျိုးသမီးမဟာမိတ်အဖွဲ့လို့ခေါ်တဲ့အဲဒီ Women Advocacy Coalitions မြန်မာပေါ့နော်တူကောက်ကတော့ WACN ပါအဲ့ဒီမှာညှိနှိုင်းမှုတူအနေနဲ့တာဝန်ယူနေပါတယ်လို့ ကျွန်မရဲ့မိခင်အဖွဲ့အစည်းကတော့ Gender Equality Network ပေါ့နော်။ဈာမတန်းတူညီမျှရေးကွန်ရက်ဖြစ်ပါတယ်။အဲတော့ဒီ Gender Equality Network ကလည်းကျွန်တော်တို့အမျိုးသမီးမဟာမိတ်အဖွဲ့မှာအဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်မတာဝန်တစ်ခုယူထားတဲ့သဘောပေါ့။ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဆရာမပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကပေါ့လေဒီနယူးယောက်မှာဆရာမတို့ WACN အဖွဲ့ကဥဆောင်ပြီးတော့ပေါ့လေအဲမြန်မာအမျိုးသမီးများနှင့်လူနည်းစုများ၏အပံများဆိုတဲ့ခေါင်းစဉ်နဲ့အခမ်းအနားတစ်ခုလုပ်သွားတာကျွန်တော်လည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘွဲရဲ့အဓိကရည်ရွယ်ချက်ကဘာပါလဲခင်ဗျာကျွန်တော်အဲ့ဒါလေးပထမဆုံးအနေနဲ့သိချင်ပါတယ်ဆရာမဟုတ်ကဲ့ပါ အဓိကပွဲရရွယ်ချက်ကတော့၄ခုပေါ့နော်ဘာလို့လဲဆိုတော့အဲဒီကဘာမှာတခြားပြိပခတွေလည်းအများကြီးပဲဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အခုလက်ရှိပေါ့နော်ຫນွေဥဒေါ်လာရင်းနဲ့ဒီပြိပခအခြေအနေတွေကကဘာသတင်းမီဒီယာတွေရဲ့အာရုံစုဆိုင်မှုပေါ့လေတော်တော်လေးကိုအားနေတယ်အဲမရှိတလောက်ပဲပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကဒီ visibility ပေါ့ညီမမြန်မာပြည်မှာဖြစ်နေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့အဲဒီအပြည့်ပြည့်ဆိုင်ရာ community ပေါ့နော်ဟိုသူတို့ကနေပြီးတော့ပို့ပြီးတော့ IO စ ိုက်လာမှုကိုကျွန်တော်တို့လိုချင်တယ်အထူးသဖြင့်တော့ကျွန်တော်တို့အော်တိုဘာလ၁ရက်နေ့ကိုလောက်ရတာကျွန်တော်တို့မှာရည်ရွယ်ချက်ရှိရပေါ့နော်ဘာလို့လဲဆိုတော့ဒီစက်တင်ဘာ23ကနေစက်တင်ဘာ30အထိကဟိုကိုလသမကအထွေထွေညီလာခံပေါ့လေ General Assembly ရဲ့ high level week ဖြစ်တယ်တကယ်ကိုဟိုကိုလသမကအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့အထွေထွေညီလာခံဖြစ်တယ်ပေါ့နော်ပြီးတော့အကြောင်းတိုက်ဆိုင်ဆိုတာပဲဒီစက်တင်ဘာ30ရက်နေ့မှာလေ အဲဒီ high level conference on rohingya and other minorities in myanmar ဆိုပြီးတော့တရက်လုံးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အဲ rohingya တွေနဲ့အခြားလူတဲစုတွေနဲ့ပတ်သက်ပြီးတော့မှ training ရခံကနေပြီးတော့ဆွေးနွေးတိုင်ပင်စာတာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့က အဲ့ဒီဟာနဲ့တဆက်ချင်းမှာအော်တိုဘာ၁ရက်နေ့မှာလှုပ်ချင်းအဖြစ်ပေါ့နော်သူတို့အနေနဲ့မြန်မာနိုင်ငံအကြောင်းမြန်မာနိုင်ငံကရိုဟင်ဂျာတွေနဲ့လူနည်းစုတွေအကြောင်းကိုအဲစက်တင်ဘာ30မှာလဲ၁ရက်လုံးသူတို့နားထောင်ထားပြီးပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ထပ်ပြီးတော့အရက်ကလူမှုအဖွဲ့အစည်းတွေပေါ့လေကျွန်တော်တို့အဖွဲ့အစည်း၈ခုလောက်တူတူတွဲလောက်တာဆိုတဲ့အခါကျတော့အဲ့ဒီကနေပြီးပေးချင်တဲ့ message တွေအဲစကားတွေကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ပေါ့လေနိုင်ငံတကာအဲဒီအတိုင်းဝိုင်းကအထူးသဖြင့်တော့ အာဥပဒေအာဒီမူဝါဒမူဝါဒချမှတ်နိုင်တဲ့သူတွေပြီးတော့အပြည့်ပြဆိုင်ရာအဖွဲ့အစည်းတွေပေါ့လေနော်သူတို့တွေအနေနဲ့ပို့ပြီးတော့မှမြမအရေးကိုအာရုံစုဆောင်စုဆိုင်နာဖို့အတွက်ကဒါဒါတော့နံပါတ်1ချက်ပေါ့လေနောက်ချက်ကတော့ဟိုကျမတို့တွေက အဲကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုပဲကျွန်တော်တို့ဥတီချက်ထားတာမဟုတ်ဘူး။ဘာလို့လဲဆိုတဲ့အခါကျတော့ဒီအမျိုးသမီးတွေအချင်းချင်းပေါ့နော်ကျွန်တော်တို့မှာဒီလိုမျိုးတရားမျှတမှုတို့ဓာတ်လူညီမျှမှုတို့အတွက်ကိုလှုပ်ရှားဆောင်ရွက်နေကြတဲ့အခြားသောနိုင်ငံတကာအဖွဲ့အစည်းတွေလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့ကအစိုးရတွေကိုပဲတာဂက်ထားတာမဟုတ်ဘဲနဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမြန်မာပြည်က အခက်အခဲတွေမြန်မာပြည်မှာအမျိုးသမီးတွေနဲ့ကလေးတွေအကျုံနေရတဲ့ဒီအခက်အခဲတွေကိုသိချင်းအပြင်သူတို့တွေကလည်းကျမတို့ရဲ့အခက်အခဲတွေကို ပို့ပြီးတော့မှ solidarity ပေါ့နော် global solidarity ပဲဆိုကြပါဆိုသူတို့ကကျမတို့ကိုပို့ပြီးတော့နားလဲစာနာပြီးတော့မှအားပေးကူညီဖို့လက်တွဲဖို့အဲ့ဒါကိုလည်းကျမတို့ရည်ရွယ်တာဖြစ်တယ်ပေါ့နောက်တစ်ချက်ကတော့ accountability ဒီပေါ့နော်အခုဆိုရင်ဒီအကြံဖက်စစ်ကောင်စီကနေပြီးတော့မှအာနေစဉ်ရက်ဆက်ဆိုသူတို့ရက်သားပြည်သူတွေကိုဟိုလေးချောင်းကနေပုံချက်တိုက်ခိုက်တာတွေစာတင်ချောင်းနေနဲ့အဲဒီဟိုဘာသာရေးဆိုင်ရာအဆောက်အုံတွေပေါ့နော်ဟိုအပြစ်မဲ့ပြည်သူတွေမှန်တစ်တည်ကြီးနဲ့ဟိုတမင်တကာသူတို့တွေအဲဒီလေးချောင်းနဲ့ ဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စတွေကိုကျမတို့တွေကအဲဒီတာဝန်မှုတာဝန်ခံမှုရှိစေရေးနေပေါ့နော်တကယ်ပဲနိုင်ငံတကာကနေပြီးတော့ထိရောက်တဲ့အဲအပြစ်ပေးရေးရမှုတစ်ခုခုကိုလုပ်စေဖို့ဆိုတဲ့ဟာတွေလည်းကျမတို့ပါဝင်နေရည်ရွယ်ချက်ချင်ပါပေါ့လေနောက်တစ်ခုကတော့ကျမတို့အဓိကပေးတဲ့ message ကသူတို့ကူကူမကူကူကျမတို့တွေကကိုကိုနိုင်နဲ့စွမ်းအားနဲ့ကိုဘာသာကိုဒီဆက်အနာစနစ်စနစ်ကိုလည်းကျမတို့ခုခံတော်လှန်နေတယ်သူတို့ဒါကူခဲ့မယ်ဆိုရင်ကျမတို့ရဲ့စ조사အားထုတ်မှုတွေက ပို့ပြီးတော့မှဒီထက်မြန်မြန်ဆန်ဆန်အကျိုးရလခံစားရမှာပဲ နော်အဲ့တော့တို့ကျမတို့အတိမတ်ပြုပြီးနည်းနည်းလေးသာကူဖို့ပဲလိုတာဘာလို့လဲဆိုတော့ကျမတို့တွေကသူများတွေကလက်ဖြန့်တောင်းနေရမဟုတ်ဘူးသူများအကူအညီကိုပဲကျမတို့ကမျှော်လင့်စောင့်စားနေရမဟုတ်ဘူးပေါ့နော်မြန်မာပြည်သူတွေကရဲရဲနဲ့ခံနိုင်စွမ်းရှိတယ်ကျမတို့ဟာကျမတို့လည်းပဲဒီစစ်အာဏာရှင်စနစ်ကိုကြာဆုံးဖို့အတွက်ကျမတို့နီလန်ပေါင်းစုံနဲ့ကျမတို့ခုခံတွန်းလှန်နေတယ်သူတို့ကလည်းကျမတို့နဲ့လက်တွဲပါဝင်ဖို့လိုတယ်ကျမတို့ကိုပံ့ပိုးကူညီဖို့လိုတယ်ဆိုတာကိုကျမတို့ကအဲဒီပွဲကနေပေါ့နော် ပေးချင်တာပါအဲ့ဒါကြောင့်လေအဲ့ဒီရွေးချက်တင်နေကျင်းပ ါခဲ့တာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာမဒီပေါ့နော်ဒီပွဲအခမ်းအနားမှာဆိုရင်ကျွန်တော်တရင်းနေမှာတွေ့လိုက်တာဆိုရင်ဆရာမရဲ့ဒီကိုလန်တမကဆိုင်ရာမြန်မာအထူးကုသေတွန်အန်ရူရောကျွန်တော်မြန်မာတန်မကြီးဦးကျော်မူထုံရောပေါ့နော်ပြီးတော့နော်ဝေးဆိုင်ရာကိုဇလရီရောဆိုပြီးတော့ NUG ရာဆိုရင်ဆရာမရဲ့ဒီဒေါ်စင်မောင်တို့လို့ပြီးတော့နိုင်ငံတကာကိုဇလရီအများကြီးကျွန်တော်တက်ရောက်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဆရာမမေးချင်တာကအဲ့ပွဲမှာဆရာမတို့အနေနဲ့ဘာတွေတင်ပြဆွေးနွေးခဲ့လဲပေါ့နော်ဒီကိုဇလရီကိုပြီးတော့ဒီ တောအန်ဂျူးအပြင်ပေါ့နော်တခြားသူတွေစီကရောဘလို့မှတ်ချက်တွေအကြံပြုစကားတွေနဲ့ဂတိကဝတ်တွေအဲ့ဒီပွဲမှာခံစားမှာရရှိခဲ့လဲမသိဘူးခင်ဗျဟုတ်ကဲ့ အဲ့တော့ဟိုကျမခုနပြောသလိုပဲကျမတို့ရဲ့ပွဲကအဓိကစကားပြောတဲ့ပွဲတော့မဟုတ်ဘူးပေါ့နော်ကျမတို့ကကျမတို့တောင်းဆိုတင်ပြချင်တာတွေကိုစကားပြောတဲ့ပုံစံနဲ့ကျမတို့ကတင်ဆက်တာမဟုတ်ပဲနဲ့နော် ကျမတို့ဓာတ်ပုံပြခန်းရှိရပြီးတော့ကျမတို့ရဲ့တောင်းဆိုတင်ပြချက်တွေကိုကျမတို့ statement အနေနဲ့ကျမတို့ထုတ်ထားတယ်အဲ့ဒါတွေကိုလည်းကျမတို့ဝေတယ်ပြီးတဲ့အခါမှာကျမတို့ရဲ့ agenda ကိုကိုပေါ့နော်တကယ်ပဲအဲဒီပြည်တွင်းမှာရှိတဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ဟာတွေနဲ့ တကွာပေါ့နော်ပြီးရဲ့အခါမှာဓာရီကိုအာကျမတို့မြန်မာပြည်သူတွေကဘလို့ပုံစံနဲ့အာပြန်ပြီးတော့မှခုခံတွန်းလှန်နေတယ်ဆိုတာတွေကိုပေါ်ပြတဲ့အဲဒီရုပ်တံတွေပေါ့နော်ဗီဒီယိုကလစ်တွေပြီးရဲ့အခါမှာကျမတို့ကြပြတွေသချင်းတွေနဲ့ကျမတို့တို့အဓိကတင်ဆက်တာဖြစ်တယ် US special reporter ပေါ့နော် Tom Andrew နဲ့အဲ Norway ဆိုင်ရာအမြန်မာအထူးပိုစလဲပေါ့နော်တို့တွေအနေနဲ့ကတော့ဟိုဒီမြန်မာပြည်သူတွေကတာဝန်ကြီးတယ် မြပြည်သူတွေကသူတို့လုပ်လို့ရတဲ့အရာအားလုံးကိုသူတို့ကတခုမှဟိုဘယ်လိုခေါ်မလဲဟိုခြံထားတာမရှိဘူးပေါ့နော်မြန်မာပြည်သူတွေဘက်ကစ조사အားထုတ်မှုကတကယ်ကိုဟိုဘယ်လိုပြောမလဲအံ့ဩစရာကောင်းတော့အောင်သူတို့အတိမတ်မပြုတ်ပဲမနေနိုင်တော့အောင်မြန်မာပြည်သူတွေဟာကြက်ခိုင်နိုင်စွမ်းနဲ့ဒီတော်လာရေးပေါ်မှာဟိုမျှော်လင့်ချက်ပေါ့နော်အားထုတ်မှုအားလုံးက ဘာမှပြောစရာမလိုအောင်ရှိတယ်ပေါ့နော်လိုအပ်ချက်ရှိနေတာနိုင်ငံတကာအတိုင်းအတိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာအတိုင်းအတိုင်းရဲ့လျှူရှုမှုဥပခါပြုမှုเนาะအဲထိရောက်တဲ့အကူအညီတွေကိုမပေးမှုတွေကိုသူတို့တွေကအဓိကတော့တော်မန်ဒူကတော့သူကဒါတွေကိုသူစိတ်ပြတ်တယ်ပေါ့เนาะအဲ့တော့သူ့အနေနဲ့လည်းပြောနိုင်တယ်လို့ပြောတယ်သူစီရင်ခံစားရတင်သွင်းတယ်ဒါပေမဲ့လည်းပေါ့เนาะဒီကနေ့အထိတော့တကယ်ကိုထိရောက်တဲ့အကူအညီတွေ မရဘူးပေါ့နော်အဲ့အတွက်ကြောင့် तू ကအဲ तू ကိုယ်တိုင်လည်းပဲမြန်မာပြည်သူတွေနဲ့ထပ်တူပဲရန်ကို तू အဲစိတ်ပြက်မိတယ်ပေါ့နော်အဲ့တော့ဒီကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုနိုင်ငံတကာအတိုင်းအတိုင်းကိုတိချက်ပို့ပြီးတော့မှမြန်မာပြည်သူတွေပေါ်မှာကုညီပံ့ပိုးမှုတွေပေးစေချင်တယ်ပေါ့နော်အဲ့လိုသာပေးခဲ့မယ်ဆိုရင်လည်းဒီလောက်ထိပေါ့ဟိုအပြစ်မဲ့တဲ့အသက်တွေအများကြီးကိုကျမတို့ကဆုံးရှုံးရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအမျိုးသမီးအဖွဲ့တွေအပါဝင်မြန်မာပြည်သူလူထုကသူတို့ဘာလို့ခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ဆိုတာကိုထက်ခါထက်ခါပေါ့နော်လူတွေသိအောင် ဟိုပြောပြီးဖြစ်တယ်အဲ့တော့မကြားကြင်အောင်စောင့်နေတာဘာမှလုပ်မပေးတာနိုင်ငံတကာသားလည်းဖြစ်တယ်ပေါ့နော်ဆိုတဲ့ဟာလေးကိုသူက highlight လုပ်ပြီးတော့ပြောသွားတယ်နော်ဝယ်အနေနဲ့ကတော့ဒီသူတို့အနေနဲ့အဲကျမတို့ဟိုဒီနှစ်ကအမျိုးသမီးညီချင်းရေးနဲ့လုံခြုံရေးပေါ့နော် Women Peace and Security နဲ့ပတ်သက်ပြီးတော့အဲကုလသမဂ္ဂလုံခြုံရေးကောင်စီကစောင့်ဖြတ်ချက်ချခဲ့တာ25နှစ်ပြည့်တဲ့ anniversary လည်းဖြစ်တယ် ဖြစ်တော့သူတို့နော်ဝေကတော့ဒီဟို woman peace and security ပေါ့နော်မျိုးသမီးငင်းချမ်းရေးနဲ့လူကြော်ရေးအတွက်ကိုသူတို့က champion ဖြစ်တဲ့နိုင်ငံတစ်ခုအနေနဲ့မြန်မာပြည်သူတွေရဲ့အဲဒီအရေးပေါ့နော်ပြီးတော့အမျိုးသမီးမျိုးသမီးတွေရဲ့လူကြော်ရေးနဲ့ငင်းချမ်းရေးကိစ္စတွေအတွက်ကိုသူတို့နော်ဝေကအစဉ်ဆက်မပြတ်ကိုကြီးဆောင်ရွက်ပေးနေတယ်ဆိုတာတွေရဲ့ရှေ့လျှောက်လဲသူတို့ဆက်ပြီးတော့ကိုကြီးသွားမယ်ဆိုတာတွေရဲ့ပေါ့နော်အဲ့ဒါတွေကိုသူတို့ကတော့အဓိကပြောသွားပါတယ်ပေါ့လေပြီးတဲ့အခါမှာအဲဒီ အဲ့တော့အနေနဲ့ပါเนาะဒီ Norway အနေနဲ့ကတော့ကျမတို့ပြီးခဲ့တဲ့ March လအဲဒီတုန်းကလေအဲ Commission on Status of Women ပေါ့လေ69ချိန်မြောက်အဲဒီ Commission on Status of Women အဲ့ဒီ meeting မှာလေကျမတို့ကအခုလိုပဲ site event တခုလုပ်ခဲ့ဘူးတယ်အဲ့တော့အဲကျမတို့မျိုးသမီးဖွဲ့တွေရဲ့အဲဘယ်လိုပြောရမလဲအဲတုံနိုင်စွမ်းပေါ့เนาะပြီးတော့လူတွေကိုအခုလိုမျိုး emotional connection ရအောင်တို့ဟိုအဲတကယ်ဟိုဟို ဘယ်လိုပြောမလဲတီထွင်ကြံစမှုစွမ်းအားနဲ့ပေါ့နော်အဲ့လိုမျိုးပြောနိုင်ဆိုနိုင်တင်ပြနိုင်စွမ်းအားကိုတို့အရန်ကိုအတိမတ်ကြီးကျူးတယ်ဆိုတာနဲ့ပေါ့နော်ဆက်ပြီးတော့လဲကျမတို့လုပ်တဲ့အလုပ်တွေမှာတို့ဆက်ပြီးတော့ကိုကြီးပတ်ပိုးသွားမယ်ဆိုတာလေးကိုပြောသွားပါတယ်ပေါ့နော်တာမတ်ကြီးကတော့အထွေထူးပြောစရာမလိုဘူးပေါ့လေအဲဒီကျမတို့လူသမီးဖွဲ့တွေနဲ့ဆောင်ရွက်တာတွေရောပြီးတော့အဲဒီမှာအခုလိုမျိုးပေါ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကကိုယ်စားလှယ်တွေရော အဲတော်မန်ဒရူဝါတက်နေတဲ့အချိန်ဖြစ်တဲ့အခါကျတော့တန်မတ်ကြီးကတော့မြန်မာနိုင်ငံမှာရှိတဲ့နော်ဟိုဒီဖြစ်နေတဲ့အခြေအနေတွေကိုကျမတို့ရက်ဖက်လူမှုဖွဲ့စည်းနေတဲ့အတူတူပဲပေါ့နော်သူကတော့ဒါကိုထက်လောင်းအားဖြည့်ပြီးတော့ပြောတဲ့သဘောမျိုးပေါ့လေ အဲ့ဒါမျိုးပြောသလိုပဲအမျိုးသမီးဖွဲ့တွေချီးကျူးတာပေါ့လေနော်အဓိကကတော့ကျမတို့တွေဒီမှာဘလောက်ထိအဲဒီနိုင်ငံတကာနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုဟိုထိတွေ့နိုင်ဖို့အတွက်နဲ့ကျမတို့မြမအရေးအတွက်ပေါ့နော် advocacy လှုပ်ဆောင်နေတဲ့အရာတွေကိုသူ့အနေနဲ့ဒါကိုအတိအမှတ်ပြုတယ်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းတွေလည်းပြောသွားခဲ့ပါတယ်ပေါ့နော်အဲ့တော့ကျမတို့က NGO ဝင်ကြီးတွေတက်ရောက်တယ်ဆိုတော့သိပါတယ်ပေါ့နော်ဒါပေမဲ့လည်း အဲဒီပွဲရတော့ပေါ့လေသူတို့ပြောတာနားထောင်တာထက်ကျမတို့ပြောတာကျမတို့ပေးချင်တဲ့ message ကိုနားထောင်စင်တာဖြစ်တဲ့အတွက်ပေါ့လေဝင်ကြီးတော်စင်မအောင်နဲ့တကွာ energy ကအဲဒီဒုဝင်ကြီးတွေကတော့ပြိတ္တအနေနဲ့လာနားထောင်တဲ့သဘောပဲပေါ့နော်အဲအဲ့လိုမျိုးပဲဖြစ်အောင်ကျမတို့တွေက အဲသူတို့လည်းမြစ်တာရဲ့ခံထားပါတယ်လို့အဓိကကတော့သူတို့ပြောတာတွေကတော့ကျမတို့ကမီဒီယာတွေကနေရောနော်အများကြီးပဲကြားနိုင်တယ်လေအဲ့တော့ကျမတို့ပြည်သူတွေအနေနဲ့ပြောတဲ့ဟာကိုဓာတ်ရိုက်ပေါ့သူတို့ကိုအဲကြားစစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့လည်းအဲကျမတို့ရဲ့ရှိရဆက်တိုင်းပဲပေါ့နော်။ဒါရောက်တက်ရောက်ပြီးတော့အဲအားပေးရတခုတည်းမဟုတ်ပဲနဲ့အဲကျမတို့ပြောတဲ့ဟာတွေကိုလည်းသေသေချာနားထောင်သွားတဲ့စက်သဘောပေါ့လေ။ မြစီမာရေဒီယိုရဲ့ဒီကနေ့ညပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေလို့မြစီမာရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမဲ့မြစီမာရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ thank you